ကဲဟိုဘက်ရက်ကွက်ကဖုတ်ခွေးတွေနဲ့တတ်အောင်စုကတော့ပျော်စရာကောင်းတဲ့တည်င်းပါဗျာနော်တော်လိုင်းရေးအတွက်ကတော့အင်မတန်ဆုံးရှုံးတဲ့နစ်နာမှုကြီးပဲအဲ့ဒါကတော့အားလုံးတိကျတဲ့ဆရာနာရှင်ကိုဆယ်စုနှစ်ကြောကြာဒီဇိုင်းပဲမဲ့စတင်ခဲ့တဲ့ပန်ဆယ်လိုဆိုတဲ့မျိုးသမီးကတော့သူ့ရဲ့လူမှုကွဲမှာကြီးညာလိုက်ပါပြီပန်ဆယ်လိုကလက်ရှိရန်ပုံငွေရှာဖွေရေး project တွေနဲ့ဘာတစ်ခုမှတာဝန်ယူတော့ပါဘူး ရှင်းရှင်းတော့တော်နိုင်ရေးကိုအတူမွေလုံးကမရှာပေးတော့ပါဘူးလို့ကျင်တယ်ထောက်လိုက်ပါเนาะကျွန်တော်တို့အများပြောပါတယ်ထောက်ဖို့တွေကိုအရေးကြီးတယ်ထောက်ဖို့တွေကိုဝင်းရပါထောက်ဖို့တွေကိုအရေးကြီးတယ်ထောက်ဖို့ကနေတွားတဲ့တော်နိုင်ရေးဖြစ်တဲ့အတွက်ထောက်ဖို့တွေကိုဝင်းရမှုမရှိဘူးဒါပေမဲ့ထောက်ဖို့တွေရှိကလိုရင်တာတောင်းတဲ့သူရှိတယ်ဒါကျွန်တော်ဘယ်သူမှမပြောဘူးเนาะလိုရင်တာတောင်းတဲ့သူရှိတယ်ထောက်ဖို့ကောင်းဘယ်သူပဲတနေနေဘယ်သူမတက်ဆိုင်ဘူးအဲ့ဒီညမှာတခုဆိုးလာကအခုပန်းစံလုံးမျိုးဆိုရင်ဒါ တစ်ဖွက်တစ်ခုတည်းအတွက်ထောက်ဖို့လုပ်တာမဟုတ်ဘူးအဲ့ဒီအတွက်အဲ့လိုလူမျိုးတွေကိုဘယ်လိုတဘောထားလဲကျွန်တော်တို့ပေါ့ကျွန်တော်တို့ဆိုတိုင်းရင်းတစ်ခုတည်းအတွက်ထောက်ဖို့လုပ်တာမဟုတ်ဘူးရတဲ့ရံပုံကိုမျှပြီးတော့တိုင်းတဲ့ပြည်တွေကိုချပေးတယ်အဲ့တော့တိုင်းရင်းတပ်ဖွဲ့တွေကဒီလူကသူတို့ရဲ့ထောက်ဖို့မဟုတ်ဘူးဆိုတော့အတွေးမျိုးတွေးထားတဲ့အတွက်အဲ့ဒီလူတွေကိုကြိုက်တဲ့လူတိုက်ခိုက်တိုက်ခိုက်သူတို့နဲ့မဆိုင်သူတို့ပဲနေတယ်အဲ့တော့အဲ့ဒီလူတွေပြိုလဲသွားရင်တော်လိုင်းဘယ်လောက်တင်တာသွားမလဲဆိုတဲ့အရာကိုမတွေးကြဘူး။နောက်တစ်ခုက UNG အစိုးရအနေနဲ့ကလည်း ထောက်ပို့ကဏ္ဍကိုလုံးဝကိုရှင်းပြရှုထားတာတွေ့လုံးပါတယ်တော့မပြောနဲ့ PRF ကဏ္ဍတော့ဒါအသိမဲ့မရှိဘူးအဲ့လောက်လုပ်ရုံနဲ့နော်တကယ်ဒီမှာမဆိုင်တဲ့ဝင်ကြီးဌာနတွေတော့ရှိနေတာဒီထောက်ပို့ကဏ္ဍအတွက်တင်းတန့်ကိုကျွန်တော်တို့စီစဉ်ရမယ်ဦးဆောင်ရမယ်နော်လမ်းပြရမယ်ဝင်းရမ်းရမယ်ကာကွယ်ရမယ်ဒါတွေဘာတစ်ခုမှမရှိတဲ့အတွက်ထောက်ပို့တွေကခိုးတဲ့ကောင်ကခိုးတယ်မခိုးမဲ့တဲ့ဘဝနဲ့ရည်မီလောက်တဲ့ကောင်က for ကားကအထိနှိတ်ကုတ်ကံထိတယ် နော်အခုကျွန်တော်ဆိုရင်ထိုင်းမှာမျိုးစုံတိုက်ခိုက်ခံရတာကိုနီးကိုဟန်နေပဲရအောင်တန်းကြန့်ခံပြီးလုပ်နေတာနော်ပန်ဆယ်လိုဆိုပူဆိုးတယ်အားလုံးတည်တဲ့အတိုင်းနောက်ပန်ဆယ်လိုအခုစိတ်သက်သာွားတဲ့အပိုင်းကတော့ကျွန်တော်ထင်တာမှမိုင်းရန်သူဘက်ကိုသူစောက်ပြဆိုင်တဲ့လူမျိုးတော့မဟုတ်ဘူးနော်ကျွန်တော်တို့လည်းရန်သူဘက်ကိုစောက်ပြမဆိုင်ဘူးအဲ့ဒီကိုဘက်ကပါဆိုတဲ့ဟာတွေရဲ့တိုက်ခိုက်မှုကြောင့်အဲ့လိုဖြစ်တာအဲ့တော့ဒီညမှာကျွန်တော်ပြောတာကျွန်တော်ပန်ဆယ်လိုဖန်လဲမဟုတ်ဘူးပန်ဆယ်လိုအောက်ခွဲလဲမဟုတ်ဘူးတခုတော့ပြောခြင်းတော်လှန်ရေးပါဗျာ လူ9ယောက်ကရံမုံငွေရှာပေးတယ်နော်ဒီလူ9ယောက်အရှိန်ကြောင့်တော်လိုင်းရေးကိုရံမုံငွေစီးစင်းဒီလူကိုမကောင်းဘူးဆိုပြီးဒီတယောက်ကတိုက်ဒီတယောက်ရောက်သွားမယ်ဘယ်နှယောက်စာပဲပြန်တော့6ယောက်ပဲရှိရောမယ်လေအဲ့တော့ဒီလူကတကယ်မကောင်းဘူးလားမကောင်းဘူးခိုးတယ်ဖွက်တယ်ဆိုလို့ရှိရင်လေတက်တဲ့တက်ကရအချက်နဲ့တိတိကျကျနဲ့စော်လေအခုပန်ဆယ်လူကတခါလေးပြောရတယ်ရံမုံငွေရှာဝေးနဲ့ပတ်သက်လို့သူလုံးဝမလုပ်တော့ဘူးဒီတူလောက်ခဲ့တဲ့အရာတွေအားလုံးဒီဗျမ်းမလာဆွဆွဲတာကလွဲလို့ တိကြတဲ့နော်တက်တဲ့တက်ကြရရှိရင် ING အစိုးရရှိမှာတိုင်ကြားနိုင်တယ် ING အစိုးရရဲ့စစ်ဆေးအရေးယူခြင်းကိုခံပေးဖို့သူအစင်လေးရှိတယ်တခါလဲသူပြောထားတယ်နော်အမှသူရေးထားတဲ့စာကတော့ဂျပန်ရဲ့လူလူယုံကြည်မှုကိုစုစည်းနိုင်စွမ်းဟာပြည်သူတရားအနေနဲ့တော်လှန်ရေးပေါ်အကျိုးပြုနိုင်စွမ်းဖြစ်ခဲ့ပေမဲ့ဂျမအတွက်တော့အစိတ်ဖြစ်အစိတ်ပြန်ဖြစ်ခဲ့ပါတယ်ဂျမတယောက်တည်းကိုဥတီတော့ဂုံတိတ်ခချက်စည်းခြင်းတွေမိသားစုနဲ့ပတ်သက်သူအားလုံးစီရောက်ရှိလာတဲ့နာကျင်မှုတွေ မလုံးကြုံမှုတွေတစ္ဆာဆိုပါတယ်ဒီတန်တွေကိုကျွန်မအစွမ်းကုန်အစွမ်းအားလုံးကုန်ပြီးအထိတောက်ခံခဲ့ပါတယ်လို့ပန်ဆယ်လိုကရင်ဖွက်ခဲ့တာဖြစ်ပါတယ်ကဲအဲ့တော့ဘာဖြစ်သွားလဲကျေနပ်ချက်ဟိုဘက်ရောက်တော့မမယူတော့ဟိုဘက်ရောက်တော့အဲ့လိုတော့ဒီတန်ဟိုငပောက်ထိုင်းကိုလာရဆိုတာထိုင်းမှာရှိတဲ့ထောက်ဖို့အရန်စုကိုဖြိုးလာဒါအောင်ဘူးမရီဘာမရီကောင်တွေကငစီနဲ့ငပောက်နဲ့ရံဖြစ်တယ်လို့ထင်တဲ့ငပိုင်းရရှိသေးတယ်ဟမ်ထောက်ဖို့ကိုလာပြောတာငစီနဲ့ငပောက်နဲ့ရံဖြစ်ကောင်ငပောက်မင်းကျွန်တော်သွားခွာထားတာမဟုတ်ဘူး ထိုင်းမှာရှိတဲ့ထောက်ပို့လာပြလာထိုင်းမှာငစီဟာထောက်ပို့မလုပ်မနဲ့ဒီတိုင်းနေကြီးငပောက်တာမလာဘူးငစီဥတည်ကြီးမတိုက်ဘူးရှင်းရှင်းလေးနော်အဲ့ဒီတဘောတရားတွေတော့မတိမဲနဲ့တော်နိုင်ရေးဘက်မှာပါဝင်နေတဲ့လူတွေကိုလည်းကျွန်တော်အံ့ဩတယ်တကယ်ပြောတာပြောချင်လို့ရှိရင်ပြောမဲ့စကားတွေအများကြီးဂုံစာချင်လို့ရတယ်အခုကျွန်တော် PSC network ကနေလာစီထိုင်းမှာအလူခံလို့မရဘူးလို့ဘယ်သူမှကျွန်တော်ဝင်ဝင်ရအောင်ရှာလို့ရအောင်ကျွန်တော်လုပ်ထန်ပြီးကြတယ်အဲ့ရရတဲ့ငွေရုံးပွန့်နဲ့တိုက်ရိုက် UNG ရဲ့စစ်အုပ်ချုပ်ကိုချိန်ပေးထားတယ် ျွန်တော်ဖုန်းတစ်ပေါင်းဝင်မပြောဘူးဝင်ပြီးတော့မန်းတိုင်းတက်ဖို့ဆိုတာဝင်ကျွန်တော်တို့ဖြစ်ချင်တာကတော်လှန်ရေးအထောက်အကူပြုချင်တယ်အောင်မြင်ချင်တယ်လိုအပ်တဲ့အရာကိုဝိုင်းလို့ချင်တယ်စိတ်နဲ့ပဲလုပ်တာကျွန်တော်နေရာမှာတာဝန်လူစုမန်းတိုင်းတက်ပြပြီးတပုံကြီးအန်ဂျီစီအောင်ကြောင့်မှဘဒူဘာတာဝန်ထမ်းတာတော့ကျွန်တော်မသိဘူးပြည်စရာလည်းမလိုဘူးဘာဖြစ်လို့လဲကျွန်တော်တာဝန်ကငွေရှာပေးဖို့စီအောင်ကြောင့်ကိုငွေမထက်ဘူးဘာဖြစ်လို့ဒါပြည်သူဆန္ဒအရာ စီရုံးချုပ်ကနေစိတ်ရင်တောင်းတယ်တန်ရင်တက်ွက်ပဲတိုင်းတီနေအနှံ့အတိုင်းတက်ွက်နေဘသူတွေကဘလို့လိုအပ်ချက်ရှိတယ်လိုအပ်ချက်အရေးကြီးဆုံးကွက်စေးကွက်လိုမျိုးဒါဒီစိတ်ရင်တွေကိုတောင်းတယ်တလားတခါတိုင်းတဲ့တီနေ14ခုကိုမဲနိုင်ပြီးချပေးတယ်ရုံးကွက်နဲ့တိုက်ရိုက်ချင်းထားတယ်ကြားရကနေဝင်ပြီးတော့ကျွတ်ပက်တာတွေရှုပ်တာတွေဆရာဝင်လောက်တာတွေမန်တနိုင်ကြတာတွေကျွန်တော်ဘာမှမလုပ်ဘူးစီအောင်ကြောင့်မှဘဒူမာတာမထမ်းတာတော့ကျွန်တော်မသိဘူးအဲ့လောက်ထိကင်းအောင်နေတယ်ကျွန်တော်ဘာဖြစ်လို့လဲကျွန်တော်တော့ဖြစ်နေတာဒီဒီတော်နိုင်ရင်းမှာငါဘယ်ဘလောက်ရှာပေးနိုင်မလဲ ဘလောက်ပါဝင်နိုင်လဲဆိုတော့စိတ်တစ်ခုနဲ့မလုပ်တာဒါပေမဲ့အဲ့ဒီပုံမှာလုံနိုင်စွမ်းအားများလာပြီတိုက်ခိုက်မှုနှစ်ခုတုံးလာနေတယ်နော်တစ်ခုကတစ်ဖက်ရန်လူဘက်ကဟာတိုက်ခိုက်မှုရန်လူဘက်ကဟာတိုက်ခိုက်မှုစောင့်ကြည့်မဆိုင်ဘူးရင်လည်းမကောင်းဘူးနော်စိုးလာကကိုယ်လိုတူလို့တော်လိုင်းရဲ့ဘက်ကပါဆိုတဲ့ဟာမျိုးနဲ့အပြစ်စရာဒါကျွန်တော်ဆိုလုံးဝရှာလို့မရဘူးနော်လာမမကူနဲ့တနည်းမောက်တနည်းနဲ့တိတ်ဂုံတိတ်ကဘိုင်းနဲ့ရှာလို့ရရင်မရရင်ဥပဒေဘိုင်းနဲ့ရှာ တနည်းပုံတနည်းရအောင်ရှာပြီးရအောင်ဖြူလဲကြမှာဟုတ်ဒါသူတို့ရဲ့လမ်းကြောင်းအဲ့တော့ဒီနေရာမှာတခုတတိထားနေတာကျွန်တော်တော်လန်ရေးဘက်ကတိုင်ရင်တက်ခွက်တောင်းဝင်ရှိတဲ့လူတွေကော UND လူကြီးပိုင်းတွေရောအခုပန်ဆယ်လိုတယောက်နာသွားပြီပန်ဆယ်လိုမပြောနဲ့အလုတ်ပိတ်ရဲ့လေးမှာမနာပဲနဲ့ရရအလှလိုက်ခံပြီးတော့တန်ရင်တခုတွေ့ထောက်ဖို့နေတယ်ထောက်ဖို့လေးတယောက်ပဲနားကြည့်တော့ဒါဟာကျွန်တော်တို့တော်လိုင်းအတွက်နစ်နာချက်ပဲအဲ့တော့ကျွန်တော်တို့ကထောက်ဖို့တွေအတွက်အပေါ်ကလူကြီးတွေဘာတွေလုပ်ပေးနိုင်တယ် ဘာတွေကာကွယ်ပေးနိုင်လဲဘာတွေအရင်ယူပေးနိုင်လဲနှစ်ခုလုံးရှိဖို့လိုတယ်နံပါတ်1ကကာကွယ်ပေးရမယ်ကာကွယ်ကူညီပေးမယ်လိုအပ်တယ်လို့နံပါတ်2ကလည်းအရင်ယူဖို့ပိုင်းလည်းလိုအပ်တယ်စစ်ဆေးအရင်ယူ NGV ဥပဒေကြောင့်အရာဒီကာလမှာနော်လူတယောက်ကိုဒီတိမရောက်နေတဲ့လူတယောက်ကိုလာပြီးတော့အရင်ယူလို့မရရင်တည်းရမယ်လူမှုရေးရအပြည့်ဝအရင်ယူရကျွန်တော်တို့ဖြစ်နေတာအဲ့ဒါနော်ထောက်ပို့တွေကိုစီစစ်တကယ်တကယ်တင်းတချာလောက်တဲ့အခွက်တွေကိုပြည်သူကိုမိမောင်းဖို့ဗျဒါလည်းဝေးရတာကာကွယ်တာပဲ နော်အခုတခုတခုကစော်ကားလာပြီပုံကိုရိုက်တိုက်လိုက်လာပြီစော်ကားလိုက်အပြည့်ဟိုကရက်တီပေးတိုင်ရက်တက်ဖွဲ့တရားကနေလိုအပ်လာရင်လိုအပ်တယ်လို့ဝင်ရမှုဖြစ်ဖို့လိုအပ်တယ်အဲ့လိုမဟုတ်ဘဲနဲ့နေတာလို့နေမယ်ဆိုရင်တော့အခုကျွန်တော်တို့ဘလောက်မုန်းခံဟဲ့ပန်ဆယ်လို့ဆိုကြည့်ဓာရီကခုနကပြောပြန်ရတာတွေကတစ်ဖက်ကအမုန်းတရားတွေတိုက်ခိုက်မှုတွေပုံကိုရိုက်တိုက်ခိုက်မှုတွေကိုဘကလူတွေကငါနဲ့မဆိုင်ဘူးအတူထိနေတာဆိုအဲ့ဒီအောက်မှာကျွန်တော်တို့တော်လှန်ရေးရဘယ်လိုလုပ်ကြမလဲနော်အဲ့တော့တော်လှန်ရေးနောက်ကဘယ်နှစ်ဆက်သွားအောင်မှာလဲ နော်အခုကျွန်တော်တလ200နဲ့ PSC တည်ဆောင်လာတယ်နော်ခဲဝင်တဲ့ member ဝင်တွေကို၄လပြည့်စမတ်ကထုတ်ပေးတယ်သူတို့ရဲ့အခက်အခဲဖြစ်ပြန်လဲကူညီပေးတဲ့အစီအစဉ်ထည့်ထားတယ်အဲ့ဒီပေါ်မှာလည်းဘယ်လောက်ကြီးဆိုပြီး PRF အဖွဲ့ဆိုတာဟာမျိုးလာတိုက်တယ်ကျွန်တော်ကျွန်တော်တို့ကငွေအများကြီးရှာလို့ရဖို့အဓိကမဟုတ်ဘူးလား PRF နဲ့ရှာမယ်ကျွန်တော်တို့ထိုင်းမှာဆို PSC နဲ့ထက်ရှာမယ်နောက်ထပ်ခေါင်းစဉ်တွေရှိသေးတယ်ရှိသေးတယ်ထက်ရှာငွေရဖို့လိုတယ်ဒီ online မှာလိုအပ်နေတာငွေမင်းဘာလုပ်တယ်ငါဘာလုပ်တယ်အဲ့ဒီခုံတော့ဘူး နော်အဲ့ဒီငပိန်ပညာမဲ့ငပိန်တွေအဲ့လိုပါလာလို့ရှိရင်ဘုရင်ကပြောလို့အာဒီကောင်လေးထောက်ဖို့ပွင့်ရငွေဘယ်လောက်ရလာဒီကောင်လေးထောက်ဖို့အဖွဲလေးလိုက်ပြန်ဟာဟမ်စဉ်းစားကြည့်ဆိုတော့ကျွန်တော်တော်နိုင်ရင်ဘယ်လိုလုပ်ခီးရောက်တော့မလဲအဲ့တော့ပြောချင်တာကအခုဒီနေ့မှာဒီပန်ဆယ်လိုဆိုတဲ့ပန်ဆယ်လိုကျွန်တော်ကနေတယ်နော်ဒါပေမဲ့လေးစားတယ်သူ့ရဲ့လှုပ်ဆောင်နိုင်စွမ်းအောင်အဲ့တော့ဒီလိုမျိုးနာဝါနာကိုဒီနေရာအနေနဲ့ပန်ဆယ်လိုပြောချင်တာကမြမကြီးစွန့်လို့ပြီးတော့ရှောက်လာခဲ့တဲ့လမ်းမှာ ဆုံးတဲ့အထိကိုရှောက်ပေးပါလေ။နော်။ဘာဖြစ်လို့လဲ။ဟိုကိုချင်းစာရာတက်ကိုပို့တယ်။အကုန်လုံးလည်းနားလေခံစားတယ်အရာလို့ဒါပေမဲ့ဒီလိုလူတယောက်ပျော်ဝါမိဆိုတာနဲ့တော်လန်ရင်ဘလောက်အားရောက်ပါဘူးလေ။ရှင်းမှာပြစ်ဖို့လက်ညှိုးပွဲဖို့ကြီးမရှိရင်တို့ရဲပေါ်နေဘာနဲ့မှလုပ်လို့မရဘူး။အဲ့ဒီအတွက်နောက်ထပ်နောက်ထပ်ပန်ဆယ်လိုမျိုးထောက်ဖို့တွေကိုထပ်ပြီးတော့မွေးထုတ်ရမယ့်အစားဒီရှိပြီးသားပန်ဆယ်လိုပါထပ်ပြိုမယ်ဆိုရင် ဒါတော်နိုင်ရေးရဲ့ဆုံးဆုံးတင်နာမှုကြီးပါဒါကြောင့်မို့လို့ပြည်သူအားလုံးကိုစားတောင်းဆိုလေနိုင်တဲ့နေရာကပါဝင်ပေးပါလို့เนาะအဲ့တော့တော်နိုင်ရေးမှာလည်းပါဝင်နေတဲ့အဖွဲ့အစည်းလူပုဂ္ဂိုလ်တွေအားလုံးကိုလည်းကျွန်တော်တို့မြေတားရက်ခံချင်တာကကျွန်တော်တို့တော်နိုင်ရေးကိုစီးလုံးညီညွတ်အောင်ဘယ်လိုတည်ဆောက်မလဲတိုင်ရင်တပ်ဖွဲ့အပိုင်း COC စီးလုံးအောင်ထောက်ဖို့တွေမှာစီးလုံးညီညွတ်မှုရှိအောင်ဘယ်လိုလဲလုပ်ပေးနိုင်မလဲဒီတောင်ဝင်အပိုင်းခြားတွေကိုလည်းနိုင်ငံလိုက်နိုင်ငံလိုက်ကြုံတည်ဆောက်ပြီးတော့ခိုင်မာချစ်လင့်အောင်လုပ်ဖို့လိုအပ်တယ်အဲ့လိုမဟုတ်နိုင်ရင်တော့တကောင်တကောင်လိုက်ဖက်ခံထိလိမ့်မယ် နော်ကန်ဆယ်လုပ်ပြီးမပူနဲ့လောင်းပါမပူနဲ့အခုကန်ဆယ်လို့တကယ်နားဝါကြီးနားဝါကြီးကန်ဆယ်လို့သူတို့စကင်းနဲ့စိုင်းနဲ့မထဲတော့ကန်ဆယ်လို့ရန်ပုံဝင်ရှာပွေးရတယ်အခုတကယ်နားဝါကြီးကန်ဆယ်လို့စိုင်းနဲ့မထဲတော့ဘူးအဲ့ဒီတပ်အုပ်စုနဲ့စစ်ကွေးပေါ်မှာလေနောက်ထပ်ပြစ်မှတ်တစ်ခုရှာလိုက်မယ်မယုံကြည်တယ်လို့ပြောတာနော်ဘာဖြစ်လို့လဲထိုင်းမှာအရင်တခါတနိုင်ငံတော့လမ်းပေးရဆွေးနေပုတ်ပွက်ပွက်လူတွေခံလို့ရနေတဲ့အချိန်မှာ ျွန်တော်ကိုပုံကိုကြီးတိုက်ခိုက်တယ်ခံခဲ့ရတယ်အားလုံးသိမှာပါအဲ့ဒီအချိန်မှာကျွန်တော်ဗာပြောခဲ့တယ်ဒါပုံကိုကြီးတိုက်ခိုက်တာမဟုတ်ဘူးနော်တော်လှန်ရေးကိုတိုက်ခိုက်တာထိုင်းမှာရှိတဲ့ထောက်ပို့တွေကိုတိုက်ခိုက်တာယူမဆိုင်ဘူးငစီကိုတိုက်ခိုက်တဲ့အထိပျော်တဲ့ကောင်မှရှိသေးတယ်ကိုဘက်ကကိုဘက်ကနော်ဟောနောက်ဗာဖြစ်တယ်ထိုင်းမှာအလူတွေမခံကြတော့အခုထိုင်းမှာထောက်ပို့ဘယ်နှယောက်ရှိသေးတယ်ဟမ်လမ်းပေးအယူခံလို့ရှိရင်ဟာဖမ်းတဲ့ CS ရောက်မရှိတော့ဘူးလက်တုံးချောင်းတော့ထောင်ပြီးဓာတ်ပုံရိုက်မရိုက်ရဲတော့တဲ့အစင်ချစ်ပုံကြတာစင်းသားကြီးရင်နာတယ်တင်တော့တော်လိုင်းနဲ့ပြောလို့ရှိရင် အဲ့ဒါတွေကဘာတွေကြောင့်လဲအချင်းချင်းမစည်းလုံးမညီညွတ်မှုကြောင့်တယောက်ကိုတယောက်မနာလိုတဲ့အောက်တန်းစားစိတ်တွေကြောင့်အဲ့တော့ဘာဖြစ်တဲ့ထိုင်းမှာအဲအခုလဲပန်ဆယ်လိုတယောက်ကိုဖြိုးပြီးမပူနဲ့ပန်ဆယ်လိုတကယ်နားလိုက်ရင်နောက်ထပ်ထက်လာအောင်မပြစ်မှတ်တယ်ကျွန်တော်ဒါပဲပြောချင်တယ်အဲ့တော့အဲ့တော့ဘာလုပ်ကြမလဲဆိုတဲ့အပေါ်မှာပြက်ပြက်တန်းတန်းတုံ့ပြန်ချဖို့ရည်ကြီးတယ်ညီမပန်ဆယ်လိုလည်းတတိယချာချာစဉ်းစားပါလို့မြစ်တာရက်ခံချင်